အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာမှုပကြီတွေနဲ့ပတ်သက်ပြီးပကြီလောကထဲမှာရေးသားကြတဲ့ပကြီဆရာအနေငယ်သာရှိပါလေအဲ့ဒီထဲကမှကျွန်တော်ဒီကနေ့တင်ပြပေးမယ့်ပကြီဆရာကတော့ဆရာချော့ဖြူဆန်ပဲဖြစ်ပါလေဆရာချော့ဖြူဆန်ဆိုလို့ရှိရင်နာမည်တော့ကြာပူပြီးသားမဟုတ်တော့သူ့ရဲ့ပကြီကားတွေကိုတော့နေရာနဲ့မှတွေ့ဘူးမှာပါအထူးသဖြင့်စာအုပ်စာပေနဲ့ယင်းဒီမိတ်ဆွေတွေအားလုံးကဆရာချော့ဖြူဆန်ရဲ့လက်ရာတွေကို မြင်မှုကြမှာသိကြပါလေ1998ခုနှစ်ကဆက်ချော့ဖြူဆန်ပြုလုပ်ကျင်းပခဲ့တဲ့ Offline အမည်ရတဲ့ပကြီးပြပွဲကတ်လောက်ကပကြီးကားတွေကိုကြည့်ရှုခန်းစားကြရအောင်ပါခင်ဗျာ ဆရာချော့ဖြူဆိုင်ရဲ့ငွေကြေးလို့အမည်ရတဲ့ဒီပကြီးပြပွဲလေးကို1998ခုနှစ်အောက်တိုဘာလတုန်းကလောကနဲ့ပကြီးပြကမ်းမှာပြုလုပ်ခဲ့တာဖြစ်ပါလေ။မြမရေးမြီသဘာဝနဲ့အလှဖတွေကိုမြမမှုနဲ့ရေးဆွဲထားတဲ့ပကြီးကားတွေပြသခဲ့တာဖြစ်ပါလေ။ပကြီးကားတွေကိုနာမည်ပေးထားတာကမြမဆန်လွန်လှပါလေ။ပကြီးကားနာမည်လေးတွေကျွန်တော်ဖတ်ပြရရင် လုံမနဲ့ကြောင်တကူးရီလောက်မစဲကောင်ကြေးလက်ရနဲ့ ွာချောင်းကချင်းသည်ပဝါတကန်းကို့လုတ်ကို့လုတ်ချစ်ချင်းကိုကိုးကွယ်သူများစတဲ့နာမည်လေးတွေနဲ့ပကြီကားလေးတွေကိုခံစားကြည့်ရမှာဖြစ်ပါလေ။ 1998ခုနှစ်ကပြုလုပ်ခဲ့တဲ့ပကြီးပြပွဲဖြစ်တာမို့1990ကျော်ဝန်းကျင်ကမြန်မာရဲ့အငွင့်သက်မြန်မာရနက်တွေကိုရရှိခံစားရလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေ။